ကတူတွေတမားတွေအားလုံးပဲမင်္ဂလာပါနော်ဦးလေးဒီနေ့ပြောပြခြင်းနဲ့အကြောင်းလေးကဘာလဲဆိုတော့နော်ဆရာတော်ဥနာနာမြစ်စုသားဟောတဲ့တရားတစ်ပုဒ်ကိုဦးလေးကနားလိုက်ရတယ်နော်အဲ့မှာဘာပါလဲဆိုဦးလေးတို့ရဲ့ဒီအပြင်ကဒီပြဉ္ညက်ခန္ဓာပေါ့နော်ပြဉ္ညက်ထားတဲ့ခန္ဓာပေါ့နာမည်ပေးထားတယ်အဲ့ပြဉ္ညက်ခန္ဓာနဲ့အထက်ကပရမတ်ခန္ဓာ၅ပါးနော်အဲ့ဒါကိုခေါ်ကြသူကဟောပေးထားတယ်နော် ဘယ်လိုဟောပြထားလဲဆိုနော်ဒီပညာခန္ဓာစလုံးစလုံးကိုဖွင့်လိုက်နော်နော်ပညာပညာကြီးကိုပညာကြီးကိုဖယ်လိုက်ဖွင့်လိုက်ဖွင့်လိုက်တော့အထဲမှာပရမတ်ခန္ဓာ၅ပါးကိုကြည့်ရမှာနော်နော်ပညာခန္ဓာကိုပညာပညာအဖုံးကိုဖွင့်လိုက်နော်ဖွင့်လိုက်ပြီးတော့အထဲကပရမတ်ခန္ဓာကိုကြည့်ရမှာတဲ့နော် ဲ့တော့အထက်ပါရမခန္ဓာကိုဦးလေးကတရားအထောက်လို့ဆိုအထက်ပါရမခန္ဓာ၅ပေါက်ကြည့်ရနော်ဖောက်ပြန်ခန္ဓာမှတ်သားပြုပြင်သိဝိညာဉ်နော်ဖောက်ပြန်နေတဲ့သဘောလေးတွေနော်ဖြစ်မှုပြမှုလေးတွေနော်အဲ့ဒါကိုကြည့်ရပါနော်ဖြစ်လိုက်ပြက်လိုက်နော်ဖောက်ပြန်နေတဲ့သဘောလေးတွေသဘောကနော်လေကျင်တက်လာလိုက်နော်ချောင်းဆိုးလိုက်နော်ဘိုက်နာလာလိုက်နော်မျိုးမျိုးဖောက်ပြန်နော် ဖောက်ပြန်တဲ့အရေးကိုကြည့်ရမှာဖောက်ပြန်တဲ့သဘောလေးနော်ဖောက်ပြန်တဲ့သဘောလေးဖောက်ပြန်ခံစားခံစားတာကောင်းမကောင်းခံစားတာပေါ့နော်ဝေဒနာပေါ့ဝေနဲ့ခံတာပေါ့နော်ကောင်းမကောင်းခံစားကောင်းမကောင်းခံစားတဲ့နော်ကောင်းရင်လည်းကောင်းတယ်မကောင်းရင်လည်းမကောင်းဘူးနော်ဝေဒနာခံတာအဲ့ခံတာကိုဟိုလေးကဒီဝေဒနာဝေနာလေးတွေဖြစ်လိုက်ပြစ်လိုက်နော်ကျင်မှုလေးတွေသေးသေးဖြစ်လိုက်ပြစ်လိုက်နော်နော်ဘိုက်အောင်နာလေးတွေဖြစ်လိုက်ပြစ်လိုက် နော်နော်ตาလေးတွေလှုပ်လိုက်နော်ဖြစ်လိုက်ပြက်လိုက်နော်နောက်တစ်ခုကချောင်းဆိုးတဲ့နော်နားတဲ့နော်နားကြိုက်တယ်လို့လို့စူးတယ်လို့လို့ဖြစ်တယ်အဲ့ဒါလေးတွေဒါလေးဝေဒနာနော်နော်သူကဝေဒနာခံတာနော်ခုနကကြတော့ယူဘက်ခံတာဖောက်ပြန်တဲ့သဘောနဲ့ယူဘက်ခံတာဒါကဝေဒနာခံတာဝေနဲ့ယူဘက်ခံတာဝေနဲ့ခံတာဖောက်ပြန်ခံစားမှတ်သားမှတ်သားဆိုတော့ နော်မှတ်သားနေတယ်ဆိုပါလေနော်တင်ရက်ခန္ဓာခေါ်တယ်ခန္ဓာကြတော့တင်ရက်ခန္ဓာမှတ်သားတယ်နော်အာ မောင်ပြူလန်ဟာဒါမောင်ပြူပဲမှတ်သားတယ်အာမောင်ပြူပြောင်းတော့မောင်မောင်နီရောက်လာဟာဒါမောင်နီပဲဒါမောင်နီပဲမှတ်သားသူကမှတ်သားနေတာပဲသူ့လောကမှတ်သားနေတာပဲနော်မှတ်သားတဲ့ဘောပဲတင်ရက်ခန္ဓာဆိုမှတ်သားတဲ့ဘောလေးပဲအဲ့ဒီကမှတ်သားလိုက်မောင်နီလာတော့မောင်နီကိုသိတယ်နော်မောင်နီပြောင်းတော့မောင်ပြူလာတော့မောင်မဲလာလာနော်အဲ့ဒါတွေကိုသိနေတာနော် မှတ်သားတဲ့သဘောလေးသင်ညက်ခံတာဖောက်ပြန်ခံစားမှတ်သားပြုပြင် ပြုပြင်နေတာအခုတော့နော်ကောင်းတဲ့စိတ်ဝင်နေတယ်ကောင်းတဲ့စိတ်ဝင်နေတာလည်းမကောင်းတဲ့စိတ်ပြောင်းသွားတယ်ပြုပြင်သွားတယ်နော်အကောင်းနေတာလည်းမကောင်းဖြစ်သွားတယ်နော်ဟောကျမ်းမာနေတာလည်းမကျမ်းမာဘူးဖြစ်သွားတယ်ပူနေရမယ်အေးသွားတယ်ဒါပြုပြင်သွားတယ်ပြုပြင်သွားတဲ့သဘောကနော်နော်ဖောက်ပြန်ခံစားမှတ်သားပြုပြင်နော် ဒါပြုပြင်တာသင်္ခါရခန္ဓာနော်နော်စေတနာလို့လည်းခေါ်ကြတယ်နော်ဖောက်ပြန်ခန္ဓာအမှတ်သားပြုပြင်သိဝိညာဉ်နော်သိသိဝိညာဉ်ဆိုတာနော်သိသိနေသူကဘာသူ့အလုပ်ကသိနေတာပဲမောင်ပြူလာလည်းသိတာပဲဘိုက်နာလည်းသူသိတာပဲနော်နော်ခန္ဓာလည်းနော်ဖောက်ပြန်တာလည်းသူသိတာပဲဖောက်ပြန်ခန္ဓာခန္ဓာရဝိညာဉ်လေးဆိုလည်းဝိညာဉ်လေးဘာဝိညာဉ်လေးလဲနော်သိလိုက်တာဖောက်ပြန်ခန္ဓာမှတ်သားမှတ်သားတဲ့သဘောလေးကိုသိလိုက်တာပဲ နော်ပြုပြင်တဲ့သဘောလေးလည်းသူကသိလိုက်တာပဲစေစနာလေးကောင်းတဲ့စေစနာလေးပေါ်တယ်မကောင်းဘူးမကောင်းတဲ့စေစနာလေးဖြစ်သွားတယ်နော်အဲသူကသိနေတာပဲသူကဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တယ်နော်ဝိညာဉ်နဲ့ခန္ဓာအဲ့ဒါလေးကသူကသိနေသိလိုက်ဒီတစ်ခုသိလိုက်နောက်တစ်ခုသိလိုက်သူကလည်းဖြစ်လိုက်ပြက်လိုက်ပဲအဲဖောက်ပြန်ကံစားမှတ်သားပြုပြင်သိဝိညာဉ်အဲ့ခန္ဓာ၅ပါးကနော်တကယ်တမ်းဦးလေးတို့ဝိရဏအာရုဒ္ဓကမှာဒီဟာကိုရှုရမှာနော်အဲဒီ ဒီနော်ဒီနော်အပေါ်ကပြဉ္ညာခန္ဓာကြီးကိုဖယ်ပြီးတော့ပရမတ်ခန္ဓာကိုနော်အဲမှာအဲမှာရှိတွဲမှာရှိတဲ့ပရမတ်ခန္ဓာကိုကြည့်ရမယ်တဲ့နော်အဲ့တော့ပြဉ္ညာခန္ဓာကိုဖယ်နော်ပြဉ္ညာခန္ဓာကိုဖယ်ပရမတ်ခန္ဓာ၅ပါးကိုရှုရမှာဟုတ်တယ်နော်အာဆရာကြီးဥဏ္ဏမြေသူသာဟောတဲ့တရားလေးကိုဦးလေးကကြည့်တော့ပြဉ္ညာခန္ဓာနဲ့ ਪਰ မတ်ခန္ဓာ အာဦးလေးတို့ရှုရမှာပညာခန္ဓာကိုမရှုရဘူးပရမတ်ခန္ဓာကိုရှုရမှာနော်အဲ့ဒါလေးကိုဦးလေးကအားလုံးရှင်းပြပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်တာရုတာရုတာရု